ရင်းချက်ခရိုင်နထိုးကြီးမြို့နယ်ကတရုတ်တံခွေပိုင်လိုင်းဆောက်စိုးစုစကန်ကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တရုတ်နိုင်ငံသားတွေအနေနဲ့ရင်းချက်ခရိုင်တွေကမြို့တွေကိုခီးမသွားကြဖို့တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ယုံမန္တလေးကသတိပေးချက်ထုတ်ပြန်ပါတယ်။ရင်းချက်ခရိုင်တွေကနထိုးကြီးမြင်းချံတောင်သာမြို့နယ်တွေမှာ မကြသေးမီကလက်နက်ကင်ပဋိပက္ခတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးလုံခြုံရေးအနေနဲ့မြန်မာနေရာကြောင်းမြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့ အဲ့ဒီဒေသတွေကို ခီးသွလာတွေမလုဆောင်ကြဖို့တရုတ်ကောင်စီဝင်ချုပ်ယုံကဇွန်လ3ရက်မှာတတိပေးထုတ်ပြန်ခဲ့တာပါ။ဒါအပြင်အဆိုပါနေရာတွေမှာအမှန်တကယ်နေထိုင်ဖို့လိုအပ်နေတာဒါမှမဟုတ်မပြောင်းရွှေ့နိုင်တာဆိုရင် မလို့အပဲအပြင်မထွက်ကြဖို့ ਨੇ ဘေးကင်းနိုင်တဲ့ကြိုတင်ကောက်ွယ်တာတွေလှုပ်ဆောင်ထားကြဖို့အရေးပေါ်အခြေအနေဖြစ်လာရင်ကောင်စစ်ဝန်ချုပ်စီအချိန်နဲ့တပြေးညီအကူအညီတောင်းခံကြဖို့ထုတ်ပြန်ထားပါတယ် ကိုမြင့်ဆောင်အညာမြေစစ်စင်အဖြစ်မြင်းချံခရိုင်တက်ကတထိုးကြီး တောင်းသာမြင်းချံငစုံစားတဲ့မြို့နယ်တွေထဲမှာရှိတဲ့စုပ်စုထိုင်းစကန်တွေကိုပြီးခဲ့တဲ့မေလ15ရက်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်စင်တိုက်ခိုက်ခဲ့ရာစုပ်စုစကန်တချို့နဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းနထိုးကြီးမြို့နယ်တွေကတရုတ်တဘာဝတံငွေပိုင်လိုင်းဆောင်စုပ်စုစကန်ကိုပါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တထိုးချင်းမျိုးနဲ့အနီးကတရုတ်တဘာဝတံခွေပိုင်လိုင်းဆောက်ဆုံးစုစကန်ကိုမေလ15ရက်မှာတော်လိုင်းအပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာဆုံးစုဘက်10ရောက်ခန့်သေဆုံးပြီးတော့လက်နက်ခဲယံအချို့ပါသိမ်းဆီးရရှိခဲ့တယ်လို့တထိုးချင်းမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ဒါပြင်တောင်သာမြို့နယ်ကတရုတ်တံခွေပိုင်လိုက်ဆောက်ဆိုးဆူစကန်ကိုလည်းမေလ15ရက်နဲ့22ရက်တွေမှာတော်လိုင်းပူအောင်တပ်ဖွဲ့တွေကတိုက်ခိုက်ရမှာ စိုးစုဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။လက်ရှိမြင်းကြံခရိုင်နယ်မှာရှိတဲ့တရုတ်တဘာဝတံခွေပိုက်လိုင်းတွေနဲ့ပတ်သက်ပြီးတော့ပိုက်လိုင်းစကန်နေရာတွေမှာတရုတ်နိုင်ငံသားတွေနေထိုင်နာမျိုးရှိမရှိဆိုတာကိုတော့ MFB အနေနဲ့အတိပြုနိုင်ဖို့စူးစမ်းနေဆဲပါ။ရင်းဆက်ခရိုင်တွေကကိုမျိုးဆောင်အညာမြေစစ်စစ်နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာတော်လိုင်းရင်တပ်ဖွဲ့အချုပ်ကို MFP ကဆက်သွယ်ခဲ့ပေမဲ့လက်တလောပြေဆိုလို့မရသေးဘူးလို့ညှဉ်းဆန်ခဲ့ပါတယ်။